ဖျောင်းနိုင်ပုံလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အများကြီးပါတော့ကျွန်တော်အဲ့အဲ့အနဲ့ပတ်သက်ပြီးတခြင်းလဲရှိတယ်နောက်ပြီးတော့ဟုတ်ကဲ့အဲ့ဖျောင်းနိုင်ရဲ့အတိတ်ပဲယူရခဲ့တာတနေ့ကျွန်တော်တို့အိမ်မှာမီးပြက်မီးပြက်နေတော့နေမှာဆိုတော့ဖျောင်းနိုင်လေးထုံတာဆိုကျွန်တော်ဓာတ်ပုံလေးနဲ့ဖျောင်းနိုင်ကိုကြည်င်းနဲ့မှောင်းနေတဲ့အထဲထဲမှာဒီဖျောင်းနိုင်မီးအလင်းလေးနဲ့အမောင်ထဲမှာသူရသလောက်အင်အားနဲ့သူလင်းပေးရှာတာကိုကျွန်တော်တွေ့တဲ့အခါမှာကျွန်တော်လည်း လူလောကကြီးကိုရောက်လာတဲ့အချိန်မှာခုနေပြောရင်တော့ကျွန်တော်စကားလုံးကြီးနေတော့အရန်ဟိုကြီးရလေထင်ထင်သွားနိုင်တယ်ဗျဒါကကျွန်တော်ရဲ့အိမ်မက်ပေါ့လူတိုင်းမှာအိမ်မက်ကိုကြီးရှိဘလောက်ပဲမှောင်မိုက်နေပြီဘလောက်ပဲစိုးသွမ်းနေကြပါလိမ့်အဲ့စိုးသွမ်းတဲ့အမှောင်တွေကြားထဲမှာကျွန်တော်မှရှိတဲ့အလင်းလေးနဲ့အားလုံးတစ်ခုခုကျွန်တော်ပြနိုင်ရမယ်ဆိုတော့ရည်ရွယ်ချက်ရည်မှန်းချက်နဲ့ ကျွန်တော်အဲ့ပုံလုံးဝမချိမ့်မထားတာအိုင်တော့မှလည်းကျွန်တော်ချိမ့်ခိုင်းကျွန်တော်လုံးဝမချိမ့်ဘူးကြာပြီကျွန်တော် Facebook စသုံးတယ်အေးအဲ့ဒါဘာဖြစ်လို့လဲဒီတယောက်နဲ့ကျွန်တော်ဒိတ်ပဲလေးပြောကျွန်တော်ကိုယ်တိုင်ပဲဖုန်းကျွန်တော်ဖုန်းလေးနဲ့ရိုက်တယ်ရိုက်ထားတာအဲအဲ့မှာကအဲ့ဒီရဲ့အတိတ်ပဲတော့ဒီလိုပြအာဒီဖျောင်းနိုင်ပုံလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အများကြီးပါတော့ကျွန်တော်အဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတခြင်းလဲရှိတယ်နောက်ပြီးတော့ဟုတ်ကဲ့ ။နောက်ပြီးတော့ကိုယ်တိုင်ရေးတာကိုယ်တိုင်ရေးတာရေးကိုယ်တိုင်ရေးတာတဲ့ကျွန်တော်သရှင်အရင်ရေးတာမကျွမ်းတော့တချို့နေရာတွေမှာ friend ချတယ်စာသားအားတချို့နေရာတွေမှာကိုယူသောဆိုတဲ့အကူကထပ်ဖြည့်ပေးတယ်။နှစ်ယောက်ပေါင်းရေးတာပေါ့နော်အဲ့ဒါလေးတွေမှာပေါ့။အဲ့နာမည်ကသရှင်နာမည်ကချက်ချေကနေလို့ညီရ။ချက်ချေကနေ။ဟုတ်။သရှင်နာမည်ပေးတယ်။ဒါပေမဲ့အဲ့ဖျောင်းနိုင်ရဲ့အတိတ်ပဲယူရခြင်းကတနေ့ကျွန်တော်တို့အိမ်မှာမီးပြက်မီးပြက်နေတော့နေမှာဆိုတော့ဖျောင်းနိုင်နေထုံတာဆိုကျွန်တော်ဓာတ်ပုံလေးနဲ့ဖျောင်းနိုင်ကိုကြည့်ရင်းနဲ့မှောင်းနေတဲ့အထဲထဲမှာဒီဖျောင်းနိုင်မီးအလင်းလေးနဲ့အမောင်ထဲမှာ သူရသလောက်အင်အားနဲ့သူလင်းပေးရတာကိုကျွန်တော်တွားတွေ့တဲ့အခါမှာကျွန်တော်လည်းလူလောကကြီးကိုရောက်လာတဲ့အချိန်မှာတကူးနေပြောရင်တော့ကျွန်တော်စကားလုံးကြီးနေတော့အရန်ဟိုကြီးရလေထင်ထင်သွားနိုင်တယ်ငါကကျွန်တော်ရဲ့အိမ်မက်ပေါ့လူတိုင်းမှာအိမ်မက်ကိုကြီးရှိကျွန်တော်ဖြစ်ချင်တယ်ကြတော့ဘလောက်ပဲမှောင်မိုက်နေပြီဘလောက်ပဲစိုးသွမ်းနေကြပါလိမ့်အဲ့စိုးသွမ်းတဲ့အမှောင်တွေကြားထဲမှာကျွန်တော်မှရှိတဲ့အလင်းလေးနဲ့အားလုံးတကူးကကျွန်တော်ပြနိုင်ရမယ်ဆိုတော့ရည်ရွယ်ချက်ရည်မှန်းချက်နဲ့ကျွန်တော်အဲ့ပုံလုံးဝမချိမ့်မထားဘူးအိုင်တော့မှလည်းကျွန်တော်ကိုချိမ့်ခိုင်းကြတော့လုံးဝမချိမ့်ဘူး ပြောတော့မှချိန်မှမဟုတ်အဲ့ဒါကျွန်တော်ရဲ့ဒီအရလို့ကြီးချင်းရပြင်ကျွန်တော်ရီမန်းချက်ဆိုတာကျွန်တော်အဲ့တော့တခုခုဆိုအဲ့လိုမျိုးဟိုအဲ့လိုစိတ်သက်ခံခံမှမှကြီးတယ်အဲ့လိုရှိပါတယ်ဗျဟုတ်တခုခုဆိုမပြောင်းမလဲနဲ့အဲ့ဒါခက်ခဲမှရှိပါတယ်အော်နောက်ထပ်ရိုက်ဖို့ရုပ်ရှင်ကားကြီးတော့ရှိပါသေးတယ်အဲ့ဒါတော့ရှိသေးတယ်ဒီတခုမပြီးသေးတဲ့အတွက်ကျွန်တော်နောက်ဟောင်မလန်းသေးတာပေါ့ကျွန်တော်ရိုက်တော့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရိုက်မယ်ဇလန်းရဲ့ဇက်ကောင်ရဲ့ character အတိုင်းကိုကျွန်တော်တေးချအဲ့လိုမျိုးနေခြင်းတယ် ပြည်ပြင်းနေတယ်ဥမာစိုက်ကားသမားဆိုတော့စိုက်ကားသမားဖြစ်စိတ်ပုံစံမျိုးအဲ့လူမျိုးဖြစ်အောင်ကျွန်တော်ကိုကျွန်တော်ရိုက်ထည့်ထားခြင်းတယ်အားကြောင့်မလို့ကျွန်တော်ကတော့နည်းနည်းကြာမှာတခုတခုလို့ဒါအခုနေတယ်ဆိုတာလေဒါအဲ့ဒီလည်းအလုတ်ကိုင်းအလုတ်ကိုင်းလေကာရီတာအတိုင်းလေဟုတ်တယ်နေနေရတယ်ကျွန်တော်မြန်မြန်ပြီးကျင်ပါပြီဆိုတော့တော့ပြီးကျင်တယ်ဒီပြရမဟုတ်ကျွန်တော်အပြင်သွားလာတာကျွန်တော်တော်တော်အဆင်မပြေတော့ဘူးတကမ်းမွေးနေတယ်အေးပေါ့အာကျွန်တော်ကိုချစ်ခင်ပြီးအားပေးနေကြတဲ့ပြိတ္တတွေပေါ့နော်အခုချိန်မှာအာကျွန်တော်ရဲ့ ပုံမှန်တရံကိုကြည့်ပြီးတော့အမြင်ဆောင်တဲ့သူလည်းရှိမယ်အဲ့တော့ကျွန်တော်အဲ့ဒါတွေကိုတော့မဖြေရှင်းသေးဘူးအချိန်တန်ရင်တော့တည်လာပါလိမ့်မယ်တရားတာတစ်ခုကတော့အလုံးကိုကျွန်တော်အားပေးနေတဲ့သူတွေအကုန်လုံးကတော့ကျွန်တော်မျက်နှာငယ်အောင်လုပ်မဲ့သူတော့မဟုတ်ပါဘူးအဲ့ဒါလေးတော့ပြောချင်တယ်